မင်္ဂလာပါခင်ဗျရေကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်တရုတ်ပြန်အကြမ်းဖက်မင်းအွန်လိုင်းကတရုတ်ကမ္ပဏီတွေကိုမြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံရေးအတွက်အခွန်တက်တာခွင့်ကုန်ကျန်းသွင်းကုန်တင်သွင်းခွင့်အပအဝင်အထူးအခွင့်ရေးတွေပေးဖို့ညွှန်ကြားထားပြန်တယ်ဆိုပါတယ်မုံပြင်းနဲ့မော်လမြိုင်မြို့မှာအကြမ်းဖက်စစ်ကောင်စီတပ်ကလှိုင်းရန်နာမြို့ကွက်တစ်စီမံကိန်းအတွက်ဆိုပြီးပြည်သူတွေရဲ့နေအိမ်600ကျော်ကိုရော့ကြီးမပေးဘဲဖျက်သိမ်းပြီးတဲ့နောက် မြေကွက်အစားတူပေးမယ်ဆိုပြီးမြေကွက်တစ်ကွက်ကိုငွေကျပ်3300ပြန်တောင်းနေပြန်တဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့တရုတ်ပြန်အကြမ်းဖက်မဲအွန်လိုင်းကတရုတ်ကမ္ပဏီတွေကိုမြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံရေးအတွက်အခွန်တတကွက်ကုန်ကြမ်းသွင်းကုန်တင်သွင်းကွက်အပါအဝင်အထူးအခွင့်အရေးတွေပေးဖို့ညွှန်ကြားထားပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ တရုတ်နိုင်ငံကိုတွားရောက်ပြီးပြန်ရောက်လာတဲ့အကြမ်းဖက်မင်းအောင်လှိုင်ဟာတရုတ်ကမ္ဘာ့တွေကိုမြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံရေးအတွက်အထူးအခွင့်အရေးတွေပေးမယ့်အစီအစဉ်တွေကိုရေးဆွဲတင်ပြဖို့ဒုလအောက်ခံသက်ဆိုင်ရာဝန်ကြီးဌာနတွေကိုညွှန်ကြားထားပြန်နေဆိုပါတယ်။အဲဒီလိုမြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံမဲ့တရုတ်ကမ္ဘာ့တွေအတွက်အခွန်သက်သာခွင့်၊ငြိယာငှားရမ်းခွင့်၊ကုန်ကြမ်းသွင်းကုန်တွေတင်သွင်းခွင့်လိုအထူးအခွင့်အရေးတွေပေးဖို့အပြင်ယင်းဒီမြို့နယ်မှာငွေကြေးကဏ္ဍမှာလေတရုတ်ရွံနဲ့ကြက်ငွေတိုက်ရိုက်ပေးချေတာမျိုးလဲလေတာမျိုးတွေအတွက် လိုအပ်တဲ့အမိတ်ညွန်ကြားချက်တွေထွက်လာဖို့ပါရှိတယ်လို့မကြခင်တရုတ်ကိုစီးပွားရေးဆိုင်ရာအဖွဲ့ပါလှုပ်ပြီးဖိတ်ခေါ်ဓာတ်တွေလှုပ်ခိုင်းဖို့လဲညွန်ကြားနေပြန်တယ်လို့နေပြီးတော့စစ်တပ်တရင်အရေးမိကပြောထားပါတယ်ဒါအပြင်အကြံဖတ်မဲ့အွန်လိုင်းကတရုတ်နိုင်ငံကိုရောက်တဲ့အချိန်မှာလေတရုတ်လုပ်ငန်းရှင်တွေနဲ့စီးပွားရေးကုမ္ပဏီတွေကိုမြန်မာနိုင်ငံမှာယုံယုံကြည်ကြည်ရင်းနှီးမြှုပ်နှံကြဖို့နဲ့နေနာမှုမရှိအောင်ဆောင်ရွက်ပေးမယ်ဆိုတာမျိုးတွေပါထုတ်ဖော်ပြောဆိုခဲ့သေးတယ်လို့သိရပါတယ် ဒါပြင်တရုတ်နိုင်ငံရဲ့ပင်လယ်ထွက်ပေါက်မရှိတဲ့ကုန်းတွင်းပိုင်းတောင်ပိုင်းပြည်နယ်တွေကိုလည်းမြန်မာနိုင်ငံကနေတဆင့်ပင်လယ်ထွက်ပေါက်ပေးမယ်ဆိုတာမျိုးတွေပါမဲအွန်လိုင်းကပြောဆိုတာတွေလုတ်ခဲ့သေးုံနဲ့မကမြန်မာနိုင်ငံကိုတရုတ်လုပ်ငန်းရှင်တွေယုံယုံကြည်ကြည်နဲ့လာရောက်ရင်းနှီးမြှုပ်နှံကြပါဆိုတာတွေကိုလည်းအကျဉ်းချင်းထုတ်ဖို့ပြောဆိုဖိတ်ခေါ်ခဲ့ပြီးသူမြန်မာနိုင်ငံပြန်ရောက်တဲ့အချိန်မှာလည်းတရုတ်ကုမ္ပဏီတွေကိုမြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံရေးအတွက်အထူးအခွင့်အရေးတွေပေးမယ်အစီအစဉ်တွေရေးဆွဲတင်ပြခိုင်းနေပြန်တာဖြစ်တယ်လို့ နေပြီးတော့စစ်တပ်သတင်းအရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မွန်ပြည်နယ်မော်လမြိုင်မြို့မှာအကြမ်းဖက်စစ်ကောင်စီတပ်ကလှိုင်းရေဒနာမြို့ကွက်တစ်စီမံကိန်းအတွက်ဆိုပြီးပြည်သူတွေရဲ့နေအိမ်600ကျော်ကိုရောကြီးမပေးဘဲဖျက်သိမ်းပြီးတဲ့နောက်မြေကွက်အစားထိုးပေးမယ်ဆိုပြီးမြေကွက်တစ်ကွက်ကိုငွေကျပ်3300ပြန်တောင်းနေပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်အဲ့ဒီမော်လမြိုင်မြို့ကလှိုင်းရက်ကွက်နဲ့တာယာအေးရက်ကွက်မှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်600ကျော်ကို ကျူးကျော်မြေဆိုပြီးစစ်တပ်ကရော့ကြီးမပေးပဲအတင်းကျပ်ဖြတ်သိမ်းပြီးတော့အဲ့ဒီမြေနေရာမှာစစ်တပ်ကလှိုင်းရနာမြို့ကွက်တက်စီမံကိန်းဆိုတာကိုအကောင့်ထဲပေါ်ခဲ့တယ်ဆိုပါတယ်အခုခါမှာအဲ့ဒီမြေနေရာတွေကနေအိမ်အပြတ်ခံရတဲ့ပြည်သူတွေကိုအစားတို့မြေကွက်လိုချင်ရင်ပေ20 60 60မြေကွက်တစ်ကွက်ကိုငွေကျပ်3300ပြန်ပေးရမယ်ဆိုပြီးစစ်တပ်ကတောင်းခံလာတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်အဲ့ဒီလိုအစားတို့မြေကွက်တွေအတွက် ငွေကြေးတောက်ခံမှုကိုစစ်တပ်ဘက်ကခရိုင်ထွေအုပ်ထုံးဝေဆိုသူကနေမြေအသိမ်းခံရတဲ့ပြည်သူတွေကိုတွစ်ဆုံပြီးငွေကြေးတောက်ခံလာတဲ့အပြင်သူတို့ကိုပါကျေးဇူးတင်ခိုင်းသေးတဲ့အတွက်ပြည်သူတွေကရော်ကြေးမရပဲအိမ်တွေလည်းဖျက်ခံရတဲ့အပြင်မြေကွက်ပြန်လိုချင်ရင်သူတို့စစ်တပ်ကိုတိမ့်300ပြန်ပေးရမယ်ဆိုတာလုပ်ပြီးသူတို့ကိုတော့ပြန်ပြီးကျေးဇူးတင်ခိုင်းနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။ အဲ့ဒီမော်လမြိုင်မြို့ကလှိုင်းရနာမြို့ကွက်တစ်စီမံကိန်းကိုမော်လမြိုင်အခြေစိုက်ခရိုနီစီးပွားရေးသမားမိုးကျော်စုကဥဆောင်အကောင့်ထဲပေါ်နေတာဖြစ်ပြီးအဲ့ဒီမိုးကျော်ကအကျိုးမြတ်40ရာခိုင်နှုန်းနဲ့မွန်ပြည်နယ်စစ်ကောင်စီက60ရာခိုင်နှုန်းရှယ်ယာပါဝင်ထားတယ်လို့မွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြီးသိန်းနဲ့နယ်လုံးဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်ဆိုသူတို့ကလည်းရှယ်ယာတွေရရှိထားတယ်လို့သိရပါတယ်ခင်ဗျာတစ်ဆက်ထဲမှာပဲ အချမ်းပတ်မင်းအောင်လိုက်လာဖို့ရှိနေလို့ဆိုပြီးရန်ကုန်မြို့တကုန်းမြို့တစ်စက္ကန့်မြို့နယ်69ရက်ကွက်မှာပြည်သူတွေနေအိမ်200ကျော်ကိုကျူးကျော်လို့ပြောပြီးတော့စစ်တပ်နဲ့စီပင်းကအတင်းအကျပ်ဖျက်သိမ်းခိုင်းတဲ့အတွက်ပြည်သူထောင်နဲ့နှိပါအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့အိမ်ဖြတ်ခံလိုက်ရတဲ့ပြည်သူတွေကရန်ကုန်ခေတ်တကိုပြောပါတယ်ဒါကတော့စက်တင်ဘာလ9ရက်နေ့ကပဲအချမ်းပတ်စစ်တပ်နဲ့စီပင်းကတကုန်းမြို့တစ်စက္ကန့်မြို့နယ်69ရက်ကွက်အေယာဝန်လမ်းမကြီးဘေးမှာရှိတဲ့နေအိမ်တွေနဲ့ဆိုင်ကမ်းတွေကိုကျူးကျော်လို့ပြောပြီး၃ရက်အတွင်းဖျက်သိမ်းခိုင်းနေဆိုပါတယ် အဲ့ဒီလိုသူတို့ပြောတဲ့အတိုင်းဖြတ်သိမ်းရင်တော့စစ်တပ်ကအင်အားသုံးပြီးဖယ်ရှားမယ်ဆိုပြီးတော့ပါချိန်ချောက်တဲ့အတွက်ပြည်သူတွေလည်းကိုနေတဲ့နေအိမ်တွေနဲ့ဆိုင်ကန်းတွေကိုကိုယ့်အကူဖြတ်သိမ်းပေးခဲ့ရတယ်လို့ဖြတ်သိမ်းခံရတဲ့ပြည်သူတွေကပြောပါတယ်လက်ရှိမှာတော့အင်ဂျင်200ကျော်ဟာဖြတ်သိမ်းခံလိုက်ရတဲ့အတွက်ပြည်သူထောင်ကနေနှိပါလဲအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးမိုးရင်းကာလဖြစ်တဲ့အတွက်ပြည်သူတွေကမိုးကုံမဖြတ်ပေးပါမယ်လို့မြစ်တာရက်ခံတာတော့စစ်တပ်ကလက်မခံမဲ့အပိဖြတ်သိမ်းခိုင်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလို့ ပြည်သူတွေရဲ့နေအိမ်200ကျော်ကိုအတင်းကျပ်ဖျက်သိမ်းခိုင်းတဲ့နေရာမှာစစ်မှုထမ်းအင်အားတွေအကောင့်ထဲပေါ်ဖို့ညွှန်ကြားထားတဲ့အကြောင်းနဲ့အဲ့ဒီစီမံကိန်းကိုအကြမ်းဖက်မင်းအွန်လိုင်းကလာရောက်စစ်ဆေးဖို့ရှိတယ်ဆိုပြီးပြည်သူတွေတောင်းပန်နေတဲ့ကြားကပဲစစ်တပ်ကနေအိမ်တွေကိုအတင်းကျပ်ဖျက်သိမ်းခိုင်းခဲ့တယ်လို့အိမ်ဖျက်ပေးလိုက်ရတဲ့ပြည်သူတွေကပြောထားကြပါလေ။အဲ့ဒီလိုပဲအကြမ်းဖက်စစ်တပ်က2021ခုနှစ်ဆက်အနာသိမ်းပြီးတဲ့နောက်မြန်မာနိုင်ငံတော်မှာသူတို့စစ်တပ်ကလုံခြုံနေတဲ့နေရာတွေကို ကျိုးကျော်လို့ပြောပြီးပြည်သူပိုင်နေအိမ်တွေကိုအတင်းကျပ်ဖြတ်သိမ်းခိုင်းတာတွေလုပ်ပြီးမြေနေရာတွေကိုတင်းစည်းတာတွေတောက်လျှောက်ဆိုးသလိုလှုပ်ဆောင်ခဲ့တာကိုလည်းမြင်တွေ့ရပါတယ်ခင်ဗျာတဖက်မှာတော့ကချင်ပြည်နယ်ဘုံမော်မြို့ကတန်ကြက်ကတရင်ဘက်ကိုထိုးစစ်ဆင်လာပြန်တယ်အချက်ဖက်စစ်တပ်စစ်ကြောင်းကို KIA ပူပေါင်းတပ်တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုအတွေ့စေကောင်စီဘက်ကတရင်မှုအပါဝင်စစ်သား၁၀ဦးကျော်ကတော့အသီးသီးတိတ်ကုန်ကြပြီးတဲ့နောက် စစ်တပ်ကပြန်ဆုတ်ပြေးသွားကြတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။လက်ရှိဗမော်မြို့မှာနေစဉ်တိုက်ပွဲတွေဖြစ်ပွားနေပြီးစက်တင်ဘာလ10ရက်နေ့ကလည်းစစ်ကောင်စီရဲ့ဗမော်စက္ကခ27ဌာနချုပ်ကနေစစ်တပ်စစ်ကြောင်းဟာအမှတ်9600တန်းချက်ကတရင်ဘက်ကိုစစ်ကြောင်းထိုးလာပြန်တယ်ဆိုပါတယ်။အဲဒီစစ်တပ်စစ်ကြောင်းကို GI ပူပေါင်းတပ်တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခြင်းမို့ရမှာစစ်တပ်ဘက်ကတရင်မှုတအူးအပါဝဲစစ်သား10ဦးကျော်ကတော့အသေးသေးတိတ်ကုန်ကြပြီးတဲ့နော် အဲ့ဒီစစ်တပ်စစ်ကြောင်းဟာသူတို့ရဲ့စကခ27ဌာနချုပ်တဲကိုပြန်ဆုပ်ပြေးသွားကြတယ်လို့ GIE စီးရီးသတင်းရင်းမြစ်ကပြောထားပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်သားတွေရဲ့မတာအလောင်းတွေနဲ့စစ်တပ်နဲ့ကြီးအပါဝဲလက်နက်ခဲယမ်းတွေပါတော်လိုင်းတပ်တွေကတင်းစီရရှိထားသေးတယ်လို့ဆိုပါတယ်။လက်ရှိအချက်ဖတ်စစ်ကောင်စီတပ်က သူတို့ရဲ့ဗမောစကခ21တဲမှာစုပြုံပြီးအထိုင်ချထားတာဖြစ်တယ်လို့ GIA ပူပေါင်းတပ်တွေကအဲ့ဒီစစ်တပ်ရဲ့စကခ21ပတ်လည်မှာဝိုင်းပပိတ်ဆို့ထားတာဖြစ်တဲ့အတွက်စစ်တပ်ကအဲ့ဒီတဲကနေစစ်ကြောင်းထိုးဖို့လုပ်နေတာဖြစ်ပြီးအခုထွက်လာတဲ့စစ်တပ်စစ်ကြောင်းလည်း GIA ပူပေါင်းတပ်တွေရဲ့လက်ချက်နဲ့ပဲတရင်မှုပါတွေတဲ့အထိအထိနာပြီးပြန်ဆုတ်ပြေးသွားပြန်တာဖြစ်တယ်လို့ GIA စီးရီးသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာ။ ဖက်မှာတော့ပဲခူးတိုင်းလေဘရန်မြို့နယ်တဟောင်းပင်ကြေးရွာကိုအချက်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ရပြန်တယ်လို့ရွှေဒမ်းမြီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့စက်တင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲအချက်ဖက်စစ်ကောင်စီတပ်ကလေဘရန်မြို့နယ်မှာရှိတဲ့အရသာပြည်သူတွေနေထိုင်ရာတဟောင်းပင်ကြေးရွာကိုတိုက်ပွဲဖြစ်ပွားမှုမရှိဘဲဒရုန်းနဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်သွားတယ်ဆိုပါတယ်။ အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဂျေးရွာနေအသက်60အရွယ်ဒေါခင်လိုင်းနဲ့အသက်50အရွယ်ဒေါစန်ထိတ်ဆိုသူတို့အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ရပြီးနောက်ထပ်အသက်9နှစ်အရွယ်ကလေးငယ်အပါဝင်အမျိုးသမီးနှစ်ဦးလည်းဒဏ်ရာရရထားသလိုနေအိမ်နှလုံးမှာမိလောင်ပျက်စီးသွားတယ်လို့ရွှေဒန်းမြည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်အလားတူစတင်မလာ၄ရက်နေ့ကလည်းအဲ့ဒီလက်ပံမျိုးနဲ့မှရှိတဲ့တရချောင်းကြေးရွာကိုအကျန်းဖက်စစ်တပ်က drone နဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာလေ ဥဇေယလင်းဆိုသူရဲ့နေအိမ်ပေါ်ကိုဘုံတိချရောက်ပောက်ကွက်ခဲ့ပြီးပြည်သူတို့အသေဆုံးခဲ့ရပါသေးတယ်ခင်ဗျတဖက်မှာတော့မြန်မာနိုင်ငံမှာအချမ်းဖက်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမှန်သမျှယုံကြည်စရာအကြောင်းမရှိတဲ့အတွက်လုံဆရာရှိတာတွေကိုဆက်လုံမယ်လို့ KNU ဗဟုအလုံးမှုဆောင်ဘဒုဆော့တော်နီကပြောဆိုလိုက်တဲ့အပြင်ရွေးကောက်ပွဲမဖြစ်မြောက်အောင်ကရင်မျိုးသားရဲတပ်ဖွဲ့ကပူးတွဲဆောင်ရွက်ရမယ်လို့လည်း KNU ကထုတ်ပြန်ထားပါတယ် မြန်မာနိုင်ငံမှာစစ်တကအကြောင်းမျိုးမျိုးပြပြီးခဏခဏအာဏာသိမ်းခဲ့တဲ့ဖြစ်စဉ်တွေမှာတကြိမ်တစ်ခါမှကြိုးကြောင်းစီလျော်မှုမရှိသလို1990ရွေးကောက်ပွဲတုန်းကလည်း NLD ပါတီကအနိုင်ရခဲ့ပြီးရလက်ကိုအလေးထားပါမယ်ပြောပြီးတော့စစ်တကလှုပ်ချင်ရလှုပ်ခဲ့သလိုအဲ့ဒီလိုစစ်အာဏာသိမ်းတဲ့အချိန်တိုင်းတိုင်းပြည်ပျက်စီးသွားခဲ့ရတာကြီးပဲလို့ကျန်းယူဖို့အလုံးမှုဆောင်ဘဒုစော်တော်နီကပြောထားပါတယ် အခုတခါ2021မှာလဲစစ်တပ်ကမယိုးနိုင်တဲ့သူတို့ရဲ့လှုပ်ရက်အတိုင်းအကျိုးအကြောင်းစီလျော်မှုမရှိဘဲအာဏာကိုထပ်သိမ်းလိုက်ပြန်တဲ့အတွက်ဒိုင်းပြည်ဟာထပ်မံပြက်စီးသွားခဲ့ရပြန်တယ်လို့ဒီတခါလဲအရင်တိုင်းပဲရွေးကောက်ပွဲဆိုတာနဲ့ထပ်လှုပ်လာပြန်တဲ့အတွက်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲတွေကိုယုံကြည်စရာအကြောင်းမရှိတာကြောင့်လှုပ်စရာရှိတာတွေကိုသာဆက်လှုပ်သွားမယ်လို့ KNU ဗဟုအလုံးမှုဆောင်ဘဒုစော့တော်နီကပြောဆိုလိုက်ပါတယ်ဒါအပြင်တစ်ဖက်မှာလဲအကြံဖက်စစ်ကောင်စီလုံမဲ့ရွေးကောက်ပွဲမဖြစ်မြောက်အောင် ဒီအမျိုးသားရဲတပ်ဖွဲ့ကပြည်သူတွေနဲ့အတူလက်တွဲပြီးပူးပေါင်းဆောင်ရွက်ရမယ်လို့ GNU ဗဟိုက ထုတ်ပြန်ကြေညာလိုက်ပါတယ်။တစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီကတနိုင်ငံလုံးလွှမ်းခြုံနိုင်မှုမရှိတဲ့သူတို့စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုအတင်းအကျပ်ပြုတ်လုပ်ဖို့စီစဉ်နေပြီးလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲအပိုင်းတစ်အနေနဲ့စတင်ပြုတ်လုပ်မယ်ဆိုပြီးတော့ပါကြေညာထားပြန်ပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ လူတကောင်းဆောင်တော်ဆန်းစုကြည်နေမကောင်းဘူးဆိုတဲ့သတင်းတွေကိုမမှန်ကန်ဘူးဆိုပြီးစစ်တပ်ကထုတ်ပြန်လာမှုအပေါ်အမေဖြစ်သူဒေါ်ဆန်းစုကြည်နဲ့ဓာတ်ရိုက်ဆက်သွယ်ခွင့်ပေးဖို့တားဖြစ်သူ King Everest လို့ခေါ်တဲ့ကိုထိန်လင်းကတောင်းဆိုလိုက်ပါတယ်။လက်ရှိဒေါ်ဆန်းစုကြည်မှာနှလုံးရောဂါဆူဆူရွရွခံစားနေရပြီးနှလုံးအထုကုနဲ့ပြတ်တက်ခွင့်ပေးဖို့တောင်းဆိုမှုအပေါ်စစ်တပ်ကငြင်းဆန်ထားတယ်လို့တားဖြစ်သူ King Everest ကစက်တင်ဘာလ9ရက်နေ့ကပဲသတင်းထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီသတင်းထုတ်ပြန်မှုအပေါ် အကျန်းဖတ်စစ်တပ်ရဲ့ပြောခွင့်ရအကျန်းဖတ်ဇော်မင်းထွန်းကဒါဟာတဲ့အမှားတာဖြစ်တယ်ဆိုပြီးတုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအတွက်ဒေါ်ဆန်းစုကြည်ရဲ့တားဖြစ်သူ Kim Harris လို့ခေါ်တဲ့ကိုထိန်လင်းကသူ့ရဲ့မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်ရဲ့ဂျမ်းမာရေးကိုအတည်ပြုနိုင်မှုအတွက်ဓာတ်ရိုက်ဆက်သွယ်ခွင့်ပေးဖို့အခုလိုတောင်းဆိုထားပါတယ်။ The Hunter spokesman has claimed that reports of my mother's illness are only a rumor. If this is true, then I demand to be allowed direct contact with my mother. as proof of her well being. Without such contact, their words cannot be trusted. It is unacceptable to dismiss her condition as a rumour while keeping her in isolation with no access to her family, lawyers, or to independent medical care. My mother is 80 years old, and at her age, the harsh conditions under which she is being held will inevitably have a serious impact on her health. She is being denied of her basic human rights. The world, the people of Burma, and her family deserve the truth. And she, she deserves dignity, transparency, and freedom. Anything less is cruel and indefensible. My grandfather paid the ultimate sacrifice for his part in bringing independence from imperial rule. I do not want my mother to die in prison because she tried to bring peace, prosperity, justice, and democracy to her country. အခုလိုလူတကောင်ဆောင်တော်ဆန်းစုကြည်နှလုံးရောဂါဆူဆူရွရွခံစားနေရတဲ့အကြောင်းနဲ့စစ်တကဆရာဝန်နဲ့ကုသကွင့်မပေးဘဲငင်းဆန်ထားတဲ့အကြောင်းကို <laughs> ဗြိတိန်အခြေစိုက် The Independent သတင်းဌာနကလည်းသတင်းဖော်ပြခဲ့ပါသေးတယ်။အကြံဖတ်စစ်တပ်က2022ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ဆက်အနာသိမ်းပြီးတဲ့နောက်ဒေါက်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်ကိုဖမ်းဆီးချုပ်နှောင်ထားပြီးမတရားပုံမှန်တွေနဲ့နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ထားရုံနဲ့မကပြည်သူလူထုရဲ့လူမြင်ကွင်းကနေလူထုခေါင်းဆောင်တွေကိုဖျောက်ဖျက်ထားတာတွေပါလှုပ်ဆောင်ထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ